ဟယ်လိုအားလုံးပဲမင်္ဂလာပါ United ရှိဦးကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United မှာအသင်းရဲ့လက်ရှိတာဝန်ရှိသူတွေကြားတယ်ရောလက်ရှိကျွန်တော်ပြည်သက်တွေကြားတယ်မှာဆိုလို့ရှင်ကိုအသင်းနဲ့ပတ်သက်လို့ကိုတွေတတ်မှတ်ထားတဲ့စံချိန်စံနှုန်း standard တွေလုံးဝကိုကျလာနေပြီလားပေါ့ဒါတွေဟာလက်ရှိကျွန်တော်မြင်မြင်ကိုတွေအရ Manchester United ဟာ mid table ကလပ်တင်တစ်ခုအဖြစ်အသွင်ကိုကျွန်တော်ပြောင်းလဲလာတာအရင်တုန်းကလည်းဒီလိုပဲပြောင်းလဲနေတယ်ပြည်ထနာကပြည်သက်တွေကြားတယ်မှာအဲ့ဒါကိုလက်ခံနိုင်ဆိုရင်ကျွန်တော်မရှိဘူးပေါ့နော် ဒါပေမဲ့လို့လက်ရှိဒီလိုပြည်သက်တွေကလက်ရှိအနေထားမှာဒီနီးပြရဲ့လက်အောက်မှာဆိုရင်မစ်တီဘေကလက်တာ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 မတာပါဘူးနော်မစ်တီဘေကလက်တင်တခုရဲ့အသွင်ပြင်တွေကိုကျွန်တော်ကလက်ခံနိုင်ကြတဲ့အခြေအနေမျိုးတွေကျွန်တော်ဖြစ်လာတယ်မန်ချက်စတာယူနိုက်တက်ဟာဟိုလိုငါကျွန်တော်အများကြီးတိဆောက်ထားတဲ့အခြေအနေကောင်းနေစတန်ဒတ်ကောင်းနေကလက်ရှိမှာအကုန်ကျဆင်းလာပြီအဲ့ဒါပြည်သက်တွေကြားထဲမှာလည်းကျွန်တော်ရှိနေတယ်ဗောနော်ဒါတော့ကျွန်တော်ကျွန်တော်လက်ရှိဗောနော်ဒီသတင်းတွေကိုကျွန်တော်လိုက်ကြည့်တဲ့အနေထားမှာဆိုရင် real metric ပေါ့နော်ကျွန်တော်တို့မနေ့ကလည်းဝယ်ကျွန်တော်မှကျွန်တော်ပြောလို့ပဲ real metric ဆိုလို့ရှိရင်လက်ရှိပြဿနာတက်နေတယ်ပြဿနာတက်နေတယ်ဘာပြဿနာတက်နေလဲဆိုတော့သူတို့မှာ finisher junior နဲ့ပေါ့နော်ကျွန်တော်ဂျာဗီလွန်ဆိုရဲ့ဂျားတိုင်းမှာပြဿနာတွေတက်တယ်ဟုတ်ပြီလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောရလဲကစားမားတော်တော်များများကဂျာဗီအလွန်ဆိုရဲ့နီးစနစ်ဒီကိုသဘောမချဘူးဘာညာပေါ့ဗျာအဲပြီးလို့ရှိရင်လည်းပဲတာဝန်ရှိသူတွေရဲ့ဂျားတွေကလည်းဂျာဗီလွန်ဆိုရဲ့အနေထားတွေကိုပြန်ကြည့်နေတယ်ဘာညာပေါ့အဲ့ဒါလာလီဂါမှာအဆင့်တင့်ရနေတဲ့အတင်းချန်ပီယံစ်လိဂ်၄ပွဲကစားတာ၃ပွဲထိနိုင်ထားတယ်အတင်းနော် အရာအလုံးကအဆင်ပြေကိုရီသာအဲ့လိုအခြေအနေမျိုးရှိနေမယ်ဆိုရင်အလုံးကပျော်ပျော်ကြီးလက်ခံကြမှာဒါပေမဲ့ real matrix လို့အတင်မျိုးအရင်မနာလိုဘူးကောင်းနေပြတည်လားနော်အရင်အားကြောက်ဖို့ကောင်းနေတည်လားကလတင်တစ်ခုရဲ့ကျွန်တော်ကစံချိန်စံနှုန်းနေနော်ကျွန်တော်တို့ဒီလုံးဝရှိနေရမယ့် standard တွေဟာဘလောက်ထိတောင်မှကျွန်တော်တို့အနေနဲ့ပေါ့နော်အရင်မြင်လွန်းနေတယ်လဲဆိုတာအခုလက်ရှိကျွန်တော်အနေနဲ့လီဗာပူးအသင်းဆိုလို့ရှိရင်ဗျာကျွန်တော်လက်ရှိအဆင့်၁၂မှာလာမသိဘူးသူတို့ရှိတယ်ကိုရီနဲ့အမှတ်တူတူပဲဒါပေမဲ့လို့ကိုရီအောက်မှာရှိနေတယ် ပြီးခဲ့တဲ့ရာသီကချန်ပီယံဖြစ်ထားပါတယ်ဆိုရင်နီးပြကိုအခုလက်ရှိထုတ်ဖို့သူတို့အော်နေကြပြီ။ဒါထုတ်တာဒီမှန်ဒီမှန်ဒီဖြစ်စီမမှန်ဒီဖြစ်စီခဏထားဦး။တေချာတာတခုကသူတို့လက်ရှိကြုံတွေ့နေရတဲ့အရာတွေကိုသူတို့မှလုံးဝလက်ခံနိုင်စွမ်းရှိတယ်လို့သူတို့မထင်တာ။သူတို့ဒါမျိုးမကြုံရတာကြာပြီပြောသေးလား။ဖလားရာသီဖြစ်စီဒီနီးပြဟာဖလားရာသီဖြစ်စီမရာသီဖြစ်စီဒီလိုမျိုးအခြေအနေတခုကိုဒီလိုအသင်းမှာမြင်ရတဲ့နယ်လို့သူတို့မှကခံယူထားခြင်းမရှိဘူး။ရာကင်ကလော့တဲ့တဲ့တုန်းကလည်းသူတို့ဒါမျိုးမမြင်ရဘူး။ တော့ခုနှစ်ရှိနီးပြအောင်မှလည်းမြင်ရတဲ့နယ်လို့သူတို့မထင်ဘူးအဲ့တော့ပြီးခဲ့တဲ့ရာသီဖလားရတာမရတာတကန်တာငါတို့အသင်းမှာဒီလိုမျိုးမြင်ရစရာအကြောင်းမရှိဘူးဆိုတော့ high standard တွေသူတို့မှာရှိတယ်နော်ဆိုတော့သူတို့အနေနဲ့ဓာတ်တွေကိုလုံးဝလက်ခံစရာပြင်မြင်နေကြဘူးအခုလက်ရှိကျွန်တော်တို့အနေနဲ့အခုလက်ရှိကျွန်တော်တို့အနေနဲ့ဗာလဲဒီအာဆင်နယ်တို့ဘာလို့ကျွန်တော်တို့ကြည့်ကြည့်ပြသည်လားကစားမားတွေပရိသတ်တွေရဲ့ standard တွေကတော်တော်ကိုကျွန်တော်တို့အနေနဲ့မြင့်နေပြီအခုဆိုလို့ရှိရင်ပြီးခဲ့တဲ့နေ့က အဝါမှာဗာလဲဒီအာစနီကလေးကူတကူနဲ့ကျွန်တော်စပါတော့ဗာတော့ကျွန်တော်နိုင်နေပေါ့နော်နိုင်တဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲသူတို့တကူပီးလေးရတော့ဗျာတိလာနော်ဂိုးမပီးကြရတဲ့အတင်အလုံးကိုဂိုးပီးလေးရလို့ဆိုပြီးတော့အဇူဘမီဒီဆိုလို့ရှိရင်ဗျာတိတယ်မလားနော်တောင်းမန်နေဘာညာတို့တိတယ်မလားရေးထားတာဒါအပေါ်ယံပဲဖြစ်ဖြစ်အထဲပဲဖြစ်ဖြစ်တကယ်တကယ်စိတ်ရင်းနေပဲကျွန်တော်ဖြစ်ဖြစ်ဒီလိုမျိုး standard တွေဒီလိုမျိုးခံယူချက်တွေဟာအရင်ကျွန်တော်သဘောကျဖို့ကျွန်တော်ကောင်းတယ်နော်အရင်သဘောကျဖို့ကျွန်တော်ကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်က လက်ရှိပေါ့နော်အတင်းရဲ့အချိန်ကြီးက standard ကြီးကကျလာတဲ့ခါကျတော့ကျွန်တော်အနေနဲ့အဆင့်15နဲ့ရာသီသိမ်းခဲ့တာကိုလည်းကျင်းနေဆရာလို့ကျွန်တော်ထင်နေရပြီအဆင့်15နဲ့ရာသီသိမ်းခဲ့တဲ့နီးပြားတယောက်ကို United မှာဆက်ထားတဲ့နေဆိုပြီးတော့ကျန်တဲ့အရာတွေကိုတွေးပြီးရင်ကျွန်တော်တို့ကပေါ့နော်ကိုရီးယား standard ကိုချပလိုက်တာအဲပြီးလည်းပြီးတော့ဒီရာသီမှာဆိုလို့ချင်းကျွန်တော်အတင်းရဲ့အနေထားက mid table ကလပ်တင်းတစ်ခုပဲဗျာဒီလားအခုအဆင့်30မှာဆိုလို့ချင်းဒါ mid table ကလပ်ပဲမင်းမင်း Manchester United ကြီးမှုလို့ပါပဲပြောပြောပါပဲပြောပြော ဒါမစ်တီပဲကလတင်တစ်ခုပဲပြဿနာကအဲဒါကိုကျွန်တော်တို့ကလက်ခံနိုင်နေကြတာဗောနော okay ပြဿနာမရှိဘူးဟာဆိုတဲ့ပုံစံမျိုးအဲ့ဒီလိုကြုံနေရမြင်နေရတာကြီးကိုကလက်ခံနိုင်စရာပဲဆိုပြီးတော့ကျွန်တော်မြင်နေရတာကတော်တော်ကိုကျွန်တော်အဆင်မပြေဘူးဗောနော hey နော်အဆင်မပြေဘူးဗျာနောက်တစ်ခုကအဲ့ဒါမျိုးကဘာကြောင့်လဲဘာကြောင့် Ruben Amorim ကိုလူတွေကဟိုအဲ့လောက်ကြီးယုံကြည်ကြတယ်လေပေါ့ဘာကြောင့် Ruben Amorim ကိုအဲ့လောက်အချိန်ပေးကြညာလဲဘာကြောင့်လဲကျွန်တော်သိကြတာ เนาะအဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်ပြိသက်ဒီကို MO ရင်းကစကလုံးနေနေဗျချုပ်ထားလို့ပဲဘလို့ချုပ်လဲဆိုတော့သူရောက်စတော့ငါကျွန်တော်ဘာဒီပြောလဲဆိုတော့ Manchester United ပြိသက်ဒီကြိုက်မဲ့စကလုံးနေတအားပြောတယ်ဗျာဒီလားပြိသက်ဒီကြိုက်မဲ့စကလုံးနေတအားပြောပြီးတော့အချင်းကြီးတွေကိုပြောမိတာဘာလဲဆိုတော့ United ကိုအရင် down play လုပ်ပလိုက်တာเนาะမသိရင်မဲသူလက်ရှိသူဂျုံနေရပါတယ်ဆိုတော့ Manchester United ကဘာဆိုဘာမှမဟုတ်တဲ့ကလပ်တင်းတစ်ခုလို့ကိုသူကပြောချပလိုက်တာ အာ United မှာဆိုလို့ရှိရင် culture တွေကဘလို့ပြဿနာတက်နေတယ်အတင်းပဝန်းကျင်တွေကဘလို့ပြဿနာတက်နေတယ်ကစားမအည်သွေးတွေကမကောင်းဘူးကစားမတွေစိတ်တက်တွေကမကောင်းဘူးအရာအားလုံးကိုဗျာကျွန်တော်ပြည်သက်တွေဆိုတာကနီးပြဆိုတာကစားမတွေကိုအပြစ်ပုံမြင်ရတယ်ဗျာသိလားအဲ့တော့ကျွန်တော်ကစားသမားတွေရဲ့အပြစ်ကြောင့်ဒီလိုဖြစ်နေတာဆိုတဲ့ကျွန်တော်အမြင်မျိုးကို Amorin က United အတင်းကိုလို့ဟုတ်အောက်ထိကြောင်ဆွဲချပြီးတော့အကုန်ပြောပလိုက်တာပြောပလိုက်တော့ပြည်သက်တွေကဟာဟုတ်တယ် เนาะဒီကောင်ကိုပြောင်းလဲတင်တယ်ဒီကောင်ကိုရောင်းတင်တယ်ဒီကောင်ကိုလက်လွတ်တင်တယ်ဒီကောင်လေးပြန်အစားထိုးတင်တယ်သိတယ်မလားဒီကောင်ကိုတော့ဘာလို့မလုတ်ပေးတင်တော့ဘူးဒီကောင်ကိုတော့ပွဲကစားခွင့်မပေးတင်တော့ဘူးသိတယ်မလားကစားသမားတွေကအရာရာကစားမားတွေကြောင့်ငါတို့ဒီလိုဖြစ်နေတယ်ဆိုတဲ့ narrative မျိုးကို MO ရင်းကပြောလိုက်တော့ပြိတ္တတွေကအရင်သဘောကျသွားတာအခုကျွန်တော်အနေနဲ့ကျွန်တော်ကြည့်ပါလား အခုကျွန်တော်တို့အနေနဲ့တော့ကြုံနေရတာတနှစ်ရှိပြီဗျာဒီဘဲရောက်လာတာเนาะ Amorin United ကိုရောက်လာတာတနှစ်ရှိပြီကျွန်တော်တို့မှာဘာတိုးတက်မှုရှိလဲဘာမှမရှိဘူး Amorin ကဘာပြောလဲဆိုတော့သူ့အနေနဲ့ပြီးခဲ့တဲ့နှစ်ကလိုမျိုးအချိန်တွေကိုပြည်တယ်မလားပြန်ရောက်သွားမှာသူစိုးရိမ်နေပေါ့ဒါအပြင်ပေါ့เนาะဒီနေ့ပွဲရှုံးပွဲအတွက်ကျွန်တော်လေ့ကျင့်ဝင်မှာပေါ့เนาะအမှန်ကန်ကျွန်တော်တို့ဒီဒါပြင်ဆင်ဘာလဲဒီတူ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 ထိန်းချောင်းသွားဖို့ရှိတယ်ပေါ့ပြည်တယ်မလားဟိုဇစ်စီနေနဲ့ကစားတာအဆင်ပြေခဲ့ပဲတူတူလည်းပဲဒီတဲ့ပူကောင်းမှုလူတွေပေါ့ဆိုတော့ပြောချင်တာက သူ့ရဲ့3 base system ဒီပြက်တနာလို့သူမထင်ဘူး3 4 2 1 base formation နဲ့သွားနေတာကိုပြက်တနာလို့သူမထင်ဘူးပြိုင်ဘက်က10ယောက်ကျွန်တော်ဘယ်တော့ဖြစ်နေတဲ့အရာကိုအိမ်ခွေမှာကစားတဲ့အရာကိုနိုင်အောင်မကန်နိုင်တာကိုသူပြက်တနာလို့ကျွန်တော်မထင်ဘူးကစားသမားတွေကပြက်တနာလို့ထင်တယ်ဒါကဘယ်သူနဲ့သွားတူတယ်လဲသိလားကျွန်တော်ပြိတဲ့အများစုနဲ့သွားတူနေတယ်ဗျအဲ့တော့သူယုံကြည်လို့ပဲဖြစ်ဖြစ်မယုံကြည်လို့ပဲဖြစ်ဖြစ်ကျောပရိသတ်ဒီကြိုက်မဲ့စကလုံးနေပရိသတ်ဒီလက်ခံကျင်တဲ့ပရိသတ်ဒီကြားကျင်တာတွေကိုသူကပြောရင်းနဲ့ အချိန်ယူတယ်ဗျာတိလားစဉ်းစားကြည့်တော့ကျွန်တော်ပြိသက်တီကိုတောင်းမှဒီလိုချုပ်ထားနိုင်ရင်ဒီဘက်မင်းအဲ့အသင်းတောင်ရှိသူတွေကိုဘယ်လိုချုပ်မလဲစဉ်းစားကြည့်တော့တိလားအသင်းအသင်းတောင်ရှိသူဘာနဲ့မြန်ဘယ်လိုချုပ်ထားလိုက်တယ်လို့မသိဘူးဟိုဘဲတွေလှုပ်တော့မလုပ်ဘူးအဆင့်15နဲ့ယာစီတင်းခဲ့တာလို့ပြီးခဲ့တဲ့ယာစီစပားကိုကျွန်တော်ကြည့်ကြည့်ဗျာစပားနဲ့ကျွန်တော်ပြောလိုက်မယ်တော့ငါတို့အချိန်တွေဘယ်လောက်ရောက်သွားလဲဆိုစပားနဲ့ပြောလိုက်မယ်နော်စပားအဆင့်16ရာသီသိမ်းခဲ့တယ်ယူရိုပါလိုက်ဖိုင်နယ်မှာပူဆွဲတယ် ိုတွေကိုအနိုင်ယူပြီးတော့ပူဆွဲတာမလုပ်လေဒီကောင်တွေချက်ချင်းပြောင်းနေပြည်တယ်အခုလက်ရှိကောင်းတာမကောင်းတာတပါထားဗျာသူတို့အနေနဲ့ဒါဟာလက်ခံနိုင်စွမ်းမရှိဘူးလို့သူတို့ယုံကြည်လို့ဖလားရပြီ okay thank you ဒါပေမဲ့လို့မင်းနဲ့ဆက်သွားလို့ငါတို့မဖြစ်ဘူးဆိုတာလုံလုံလောက်လောက်ငါတို့တွေးခဲ့ရပြီဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပြောင်းလဲထားတာ Manchester United ရူရူပါလိမင်းဝင်ခွင့်ရကြီး MOD နောက်တဲ့3နှစ်စာချုပ်တော့မင်းအသိချုပ်မလားမသိဘူးယူရိုပါလိဒါကျွန်တော်ဖလားရကြီးစပါးကိုကြိုပြီးတော့အမ်မိုရီနောက်၃နှစ်လောက်စာချုပ်ချုပ်မလားမသိဘူး ကြိုက်တဲ့လောက်မင်းအဆင့်15အဆင့်18တန်းစင်းရင်စင်းกว่าမင်းယူရိုပါလေးယူပေးထားတာငါတို့မထုတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးမဖြစ်မလားမသိဘူးအဲ့ဒါဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်တို့တွေကဘယ်လိုပြောမလဲအော်သိတယ်မလားဟိုဘိုးလေးမျောရင်းချက်အမှားကြီးတွေထားပြီးတော့ခုမျက်စိရှိမှနေမြင်နေရတယ်ဒါကြီးကအမှားကြီးငါတို့ level နဲ့ကဒီလိုဖြစ်တင်တာမဟုတ်ဘူးယူနိုက်တက်ဟာဒီလိုအခြေအနေမျိုးကိုလက်ခံနိုင်စွမ်းရှိရမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပြီတယ်ဒါပေမဲ့လို့အကြိုက်စကလုံးနေစောင့်ပြီးတော့ပြောတဲ့အခါကစားသမားတွေကိုငါဒီလိုဖြစ်ခဲ့ရတာ ကစားမတွေမပြေလို့ကစားမတွေအမြင်ပေါ်တွေရှင်မလူနိုင်လို့ကစားမတွေကပါစင်းနေမမှန်လို့အားလုံးကကစားမကစားသမားဆိုတဲ့ပြည့်တဲ့အပြစ်တင်ခြင်းတဲ့ပုံစံမျိုးကိုပုံဖော်ပြလိုက်တဲ့အခါအာကျွန်တော်တို့နီးပြားကဟုတ်တယ်ဟိဆိုတဲ့ပုံစံမျိုးလက်ခံသွားကြပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲနီးပြားကိုယုံကြည်ပြီးတော့ယုံကြည်မှုအမှားတွေနဲ့ယုံကြည်ပြီးတော့အချိန်ပေးခြင်းကြတော့တာပြည်တနာက every time ဟာရဲ့လက်အောက်မှာအဆင့်ဆက်ငါးနဲ့ယာကြည်တင်းရင်ဘယ်သူမှလက်ခံမှာမဟုတ်တယ်လို့ဦးလီကနာဆိုရှား ဂျိုဆီမိုရီညိုလူးဝစ်ဖန်ဟောဘယ်နီးပြလက်အောက်ပဲဖြစ်ဖြစ်အဆင့်15နဲ့ရာသီသိရင်ဘယ်သူမှအဲ့ဒီတော့ကလက်ခံလိမ့်မယ်လို့မထင်ဘာကြောင့်လဲဆိုတော့အဲ့ဒီနီးပြတွေကပရိသတ်အကြိုက်ဆိုင်စောင်းမဲ့စကားတွေမပြောဘူးအခုနီးပြကပရိသတ်အကြိုက်ဆောင်မဲ့စကားစကားတွေပြောတော့ဘလောက်ပဲစူဝါနေနေအဆင်ပြေပါလေဆိုပြီးတော့ဖြစ်တွေ့ပြကြတော့တာကျွန်တော်တို့စတန်ဒတ်တွေကျွန်တော်တို့ရဲ့စံချိန်စံနှုန်းတွေကျလာတာကျွန်တော်တို့ဟာမစ်တီပဲကလပ်တတ်တာပဲရှိအောင်ဆွဲချတာကိုကျွန်တော်တို့ကตายာနေရတာပေါ့နော် ဂျိုဆေမော်ရီညိုတို့လက်ထက်တုန်းကအဆင့်နှစ်နဲ့ကျွန်တော်ယာစီသိမ်းခဲ့ဘူးတယ်။နော်ဒါပေမဲ့လည်းလို့ပေါ့နော်အဆင့်တက်ကအသင်းနဲ့အမှတ်အရန်กว่าလို့ဆိုပြီးတော့ကျွန်တော်ပြောခံခဲ့ရတယ်။နောက်လည်းကြာတော့ကျွန်တော်ထုတ်လိုက်တဲ့အချင်းကြီးမကောင်းတော့ဘူး။ဆိုတော့ဟို Champions League ဝင်ခွင့်ညီပါတယ်မရခဲ့တဲ့ကာလမျိုးကြီးကျွန်တော်ရှိခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့အားမရတော့ထုတ်လိုက်ကြတယ်။ Origina Social ရဲ့လက်အောက်မှာအဆင့်နှစ်နဲ့ယာယီသိမ်းခဲ့တဲ့အဆင့်တက်က Manchester City နဲ့တားအမှတ်ကြီးကွာတော့တိတ်အားမကြအားမရခဲ့ကြဘူး။ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော် Champions League ဝင်ခွင့်ညီမရတော့ကျွန်တော်ထုတ်လိုက်ရတယ် အဲ့ဒီတန်ခါလက်အောက်မှာလည်းကျွန်တော်ဖလားတွေရတယ်6နှစ်လောက်ကျွန်တော်ပြောက်နေတဲ့ဖလားတွေကျွန်တော်ယူတယ်နော်အဆင်မပြေလည်းပဲနှလုံးစရယူတယ် Champions League ဝင်ဝင်နေကျွန်တော်ရတယ်အတိုင်းမဲ့လို့ကျွန်တော်တို့ကဘောနော် Champions League ဝင်ဝင်မရတဲ့ကလက်ခံနေဆိုမရှိတော့ဘူးအဆင့်73မှာ Amorin ကိုခန့်တယ်အဲ့ဒီတန်ခါကိုထုတ်ပြီးတော့အဲ့ဒီຢာဒီမှာပဲ Amorin အဆင့်75နဲ့ຢာဒီလိမ့်နေအခုလက်ရှိဒီຢာဒီ72ပွဲကစားပြီးပြီးအဆင့်70မှာရှိနေတော့မယ်အင်းညွတ်တက်လာတာဘာမှမရှိဘူးအဲ့မဲ့ကျွန်တော်ပြည်သက်ဒီဂျားထဲမှာ Bar Standard Bar မှန် သိတယ်မလားစံချိန်စံနှုန်းတွေတတ်မှတ်နိုင်ခြင်းမရှိကြတဲ့အခါမစ်တီဘယ်ကလပ်ဖြစ်ရတာကိုကျွန်တော်ကနီးပြကစကလုံးကောင်းကောင်းလေးတွေနဲ့ချုပ်တာကိုတာယာပြနေကြတာဘယ်သူမှလက်ရှိမှာနီးပြကအဓိကပြည်တနာနီးပြကိုပြောင်းလဲရင်ဖြစ်မယ်ဆိုတာမျိုးမြင်ရဘူးတတော်ကိုဝမ်းနည်းစရာပါကိုရီအသင်းကျွန်တော်ကြာလာလိုက်တာပရိသတ်တီလူတူတွေတောင်မှ high standard ကိုမထားနိုင်ရင်ကစားသမားတွေနီးပြတွေစီကပါ high standard မှခင်ဗျားတို့မျှော်လင့်လို့မရဘူးသိရမလားကျွန်တော်တို့ဆိုလို့ချင်းအခုလိုမျိုးပြကိုရီအနေနဲ့ ဒါဟာလက်ခံနေဆိုရင်တင်နေမတင်ဘူးဆိုပြီးတော့ကျွန်တော်မြင်ရမယ့်အရာမျိုးကျွန်တော်ဘာမှမလုပ်နိုင်ဘူးဆိုတော့ဒါဟာ United ရဲ့ဘောနော်လက်ရှိမှာဆိုလို့ရှိရင်စူးစူးဝါးဝါးကြာရှုံးလာတဲ့အရာတခုလို့ကျွန်တော်ပြောရမယ်ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲလက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ရောကောင်းလာနိုင်ကြပါမလားကျွန်တော်ကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်